1389ခုနှစ်ဒေါ်သရိလာဖြစ်နေ2019ခုနှစ်စက်တင်ဘာလအားရက်အန်လီတိုင်းဒေသကြီးပြုံးလင်ခရိုင်ပြုံးလင်မြို့နယ်အောင်ချမ်းသာရဓမ္မသာယသဒ္ဒနာစင်တာကျောင်းတိုင်းဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလို့အပ်သည်ဆရာတော်တိုင်းဒေသကြီးဗဟန်းမြို့နယ်မိခင်ကြီးဒေါက်ခင်သိန်းအာအမှုထား၏ တမီးဒေါ်ဖြူဖြူကျော်သားဦးအောင်ကျော်မြင့်တမီးဒေါ်ချီမေကျော်မိသားစုတို့ဤမန္တလေးတိုင်းဒေသကြီးမရိယမြို့နယ်ရှက်ကန်းစလုံးဒေသသစ္ဆန္ဒနာဓမ္မစင်တာတွင်ဆောက်လုပ်လူတန်းအသည့်ပညာဝိမု ക്തി တိန်တော်ရှေးဆက်ချအလူတော်မင်းလာအခမ်းလာအနုမောရဏတရား မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာပစ္စည်းလေးပါးကိုလူဒန်းထောက်ပံ့ခြင်းနဲ့ပတ်သက်လာတော့သာသနာတော်နဲ့ဆက်တဲ့လူဒန်းထောက်ပံ့မှုမှန်သမျှဟာအမှန်လူထမ်းရတာတဲ့ပို့ပြီးတော့အကျိုးကျေးဇူးရှိတယ်။အားကြောင့်အကျိုးကျေးဇူးရှိတယ်လို့ပြောရတယ်လေဆင် ဘုရားရဲ့အဆုံးအမကိုလှူတဲ့တရားရကမများ ကိုယ်တိုင်ကလည်းတရဏဂုံသီလရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပြီအလူခံတဲ့ယဟန်တန်ဃာတွေကလည်းရသော်ဘုရားရဲ့တပည့်တော်ကအနွယ်အဆက်အရိယတန်ဃာတွေရဲ့အနယ်အဆက်ဖြစ်ကြတယ်တန်ဃာဆိုတဲ့အစဉ်လာရ တန်ခါကိုရည်စုပြီးတော့လူရတန်းရတယ်ဆိုတာဟာတန်ကြီးဒိနေမဟာဗလံလို့ဆိုတဲ့ကြီးမားသောအကျိုးကျေးဇူးကိုရတယ်နှစ်ဦးနှစ်ဝက်နှစ်ဖက်နှစ်တန်းလူသူကလည်းတိလားရှိအလူခံပုဂ္ဂိုလ်တွေကလည်းတိလားရှိမယ်ဆိုလို့ရှိရင်ဒီအလူဟာအလုံးမမြတ်တဲ့အလူ လောကမှာပေးကြကမ်းကြလှူကြတမ်းကြဆိုတာမြည်သည့်ဘာသာမှမဆိုရှိတယ်။မြည်သည့်လူမျိုးမှမဆိုလည်းရှိတယ်။သို့သောပေးကမ်းမှုမှန်သမျှဟာတော့ကောင်းမြတ်တဲ့စေရနာတွေနဲ့ပေးတာမှန်လို့ရှိရင်ကောင်းမြတ်တဲ့အကျိုးတော့ရရှိတာမှန်ပါတယ်။ဘုရားဘာသာဝင်ဖြစ်မှဒီဒါနရဲ့အကျိုးရတယ်လို့သူတို့ဆိုလိုတာမဟုတ်ပါဘူး။သို့သော အဆင့်အနေနဲ့တတ်မှတ်ပြီးတော့ဖော်ပြတဲ့အခါမြတ်စွာဘုရားအဲ့ဒီမိဂွန်းနှစ်ခုနဲ့ပတ်သက်ပြီးအဆင့်နဲ့တတ်မှတ်ပြဖို့မျိုးဒါနကောင်းမှုလုပ်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဒီသာမင်ညာနဲ့ဝိသေသခွဲခြားသိမှုဟာတမန်နဲ့မတူခွဲခြားသိမှုကြောင့်အကြောင်းတရားကွဲပြားခြားနာလို့ရှိရင်အကျိုးဟာလည်းပဲကွဲပြားခြားနာမှုရှိတယ် ဒါတော့မတူနိုင်ဘူးဆိုတာထင်ရှားတယ်ပေါ့နော်လူသားတွေအချင်းချင်းပဲကြည့်လေတက္ကသိုလ်တခုထဲမှာပညာတင်ကြတော့လည်းပဲအကြီးချင်းချင်းกว่าလို့ရှင်กว่าတော့တာပဲလေသူပင်ကိုအကြီးချင်းกว่าရင်กว่าတာပဲဆရာတူတူနော်စာပေတင်ယူကြတာပဲဖြစ်ဖြစ်ဒီလိုအခြေခံချင်းဘလောက်ပဲတူတူလူရဲ့အကြီးချင်းကွဲပြားခြားနာတော့ကွဲပြားခြားနာတော့တယ်ထို့တူပဲ ဒါနကောင်းမှုပေးလူချင်းဆိုတဲ့အခြေခံအဖြစ်တူညီတော်လည်းပဲကွဲပြားခြားနားမှုတွေရှိတယ်ဆိုတာကိုတော့မြတ်စွာဘုရားကဒါအတိမတ်ပြုပြီးတော့ဟောကြားတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒီလူခွဲခြားဟောပြောသည့်အတွက်ကြောင့်မြတ်စွာဘုရားအပေါ်မှာဆွဆွဲကြတယ်ကျန်ကောရမကသူ့လူမအကျိုးကြီးတယ်သူ့တပည့်တွေလူမအကျိုးကြီးတယ်လို့ဒီလိုဟောတယ်လို့ ဘာသာကြားတွေဟဲ့ဆွဆွဲမှုတွေပြောလာကြအဲ့ဒါကိုဒီစကားကောလာဟလာပြိတ္တထဲမှာကျေပြန့်လာတဲ့စကားတစ်ခုရှင်းလင်းတော့အောင်ဆိုကောသရမင်းကြီးကလူချားထဲမှာပဲမြတ်စွာဘုရားကိုမိကုံထုတ်တယ်ရှင်ဗျာကတ္ထဒါနံဓာတပံတပီတော့လှူချင်တာဘယ်လှူရမလဲဒါနကံကိုလှူချင်တယ်ဘယ်သူလှူရမလဲ ဘယ်အတိုင်းဝိုင်းကိုလှူရမလဲဘယ်နေရာလှူရမလဲဘုသူလှူရမလဲဆိုသိကုန်မေးတာနော်မေးတော့ရသော်ဗျာဘလို့ရှင်းယထပတိရတိတထဒေဟိကိုစိတ်ချနူးတဲ့နေရာမှာလှူပါတဲ့သူမေးတဲ့မေးခွန်းကဘယ်မှာလှူရမလဲဆိုရင်ချင်းစိတ်ချနူးတဲ့နေရာပဲလှူချင်းညိုသရာဖြစ်တဲ့နေရာမှာလှူလို့လို့ပြောလိုက်ပိဒါအားလုံးကြားသွား နောက်တစ်ခါမေခွန်းတစ်ခုထပ်မေးပြန်တယ်ကတ္ထဒိဏံမဟာပလံဘယ်နေရာလူမရသော်တော့အကျိုးတရားကိုရရှိနိုင်ပါကလေးဆိုတော့မြတ်စွာဘုရားဒီစကားကိုထင်ရှားရှင်းပြတယ်အေးခုနမေခွန်းနဲ့ခုမေခွန်းမတူဘူးတဲ့မတူတော့ဘူးတဲ့မတူသည့်အတွက်ကြောင့်ဘယ်ဘယ်နေရာဘယ်ပုဂ္ဂိုလ်ဘယ်သူလှူမှာအကျိုးကြီးတယ်လို့ဆိုတယ်မေခွန်းရရတော့ ငါဟာခွဲပြောရလိမ့်မယ်ဆိုပြီးတော့နော်ဆလင်ကတမနာကတာဌာနဆိုတာမျိုးပုဂ္ဂိုလ်ကြတော့ကွယ်ပြားချမ်းသာသွားတယ်လူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောဒါလည်းကွယ်ပြားချမ်းသာသွားတယ်အလူခံပုဂ္ဂိုလ်ရဲ့သဘောဒါလည်းကွယ်ပြားချမ်းသာသွားတယ်အရှင်ရင်မတူကြတော့မတူသည့်အတွက်ကြောင့်ဒါနာချင်းတူတော့လေတူတယ်လို့ပြောလို့မရဘူးအဲ့ဒီနေရာ အဲ့တော့မြတ်စွာဘုရားဟောတာကတကယ်ကို ကြိုးချောင်းစီလျော်တဲ့ခုခေတ်လူတွေပြောတဲ့ဟောတဲ့ပေါ့ reasonable ဖြစ်တယ် logical ဖြစ်တယ်ဆိုတဲ့ဘောပဲအဲ့ဒါမှကြောင်းကျိုးစီလျော်အောင်မြတ်စွာဘုရားဖြေတာခုနမေကုံးနဲ့မတူဘူးတဲ့ဒီမေကုံးကတမျိုးဒါကြောင့်မလို့ခွဲဖြေရလိမ့်မယ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုလူရတယ်လဲလူမအကျိုးကြည့်တယ်လဲဆိုရင်အေးဝိတရာက ရာဂကင်းတဲ့ပုဂ္ဂိုလ်သို့မဟုတ်ရာဂကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဝိတဒေါသဒေါသကင်းတဲ့ပုဂ္ဂိုလ်ဟောဒေါသကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဝိတမောဟမောဟကင်းတဲ့ပုဂ္ဂိုလ်မောဟကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးလူရရင်တော့ချိန်မှတော့အကျိုးကျေးဇူးကိုရနိုင်ပါတယ်လို့သရဝရီရဲ့အကျိုးကိုလိုလားတဲ့အနေနဲ့ပြဆောပြားလူလူခွဲခြားပြီးတော့ဟောတာအရာခသိန်းဟာကိုယ်ပြချမ်းသာမှုတွေရှိတယ်သို့တော့လူတွေက မမြင်ညာသည့်တဲ့ကလုံးပြီးတော့ပြောကြတယ်ပြောနေရှိကြတယ်ပေါ့နော်လုံးပြီးတော့ပြောကြအဲတော့တခါတခါလုံးပြောတာဒီပင်လဲအကောင်းလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးဒီခွဲခြားဆက်ဆံတယ်လို့ခွဲခြားပြောတယ်လို့ဆိုတာဟာတချို့နေရာမှာမကောင်းတာဖြစ်တော့လဲပဲတကယ်တဘာဝအားဖြင့်ကွဲခြားရှိနေတာမျိုးကြတော့ခွဲခြားပြီးတော့တိဖို့လိုတယ်ခွဲခြားပြီးတော့တိဖို့လို လုတခု လုပ်တဲ့အခါမှာကိုယ်ကိုယ်ပြပြသိရှိနားလည်မှရလာတဲ့အကျိုးဟာလေကိုယ်ပြချမ်းသာမှုရ။အဲဒါကြောင့်မို့သာသနာတော်နဲ့ဆက်ပြီးတော့ပစ္စည်းလေးပါလှူတဲ့အခါမှာသွမ်းလှူတာရှိတယ်၊သင်္ကန်းလှူတာရှိတယ်၊ဆေးပစ္စည်းလှူတာရှိတယ်၊ကျောင်းလှူတာရှိတယ်။အဲ့ဒီအလှူတွေထဲမှာဘယ်လူကကောင်းတယ်လဲ၊ဘာကြောင့်ကောင်းတယ်လဲ။ဟုတ်ကောင်းတယ်လေပေါ့နော် အဝတ်လူတာမကောင်းမှုကောင်းဆွန့်လူတာမကောင်းမှုကောင်းတယ်သူကလည်းသူကောင်းကြတယ်ဆေးလူတာကောင်းတယ်သူ့เจ้าနဲ့သူကောင်းတယ်เจ้าလူတာကြတော့မှရသော်ပြားကနော်ရသော်ပြားကဝိဟာရဒါနံတန်ခတ်တာအခံဗုဒ္ဓေနဝဏိတာဆိုဒီเจ้าလူတာကြတော့အထုတလီဟိုကောင်းတယ်လူခေါ်တာဘာဖြစ်လို့ခေါ်တာတော့ဘယ်ရှုတော့မှခေါ်တာလဲဆိုလို့ရှိရင် ဒီကိုလူတိုင်းတဲ့ဒါနက အလူခံပုဂ္ဂိုလ်ကြီးအပေါ်မှာအကျိုးပြုမှု အတိုင်းအတာတစ်ခုချိန်ပြီးတော့ဟောတာနော်အကျိုးတက်ရောက်မှုတိုင်းတာချိန်စွမ်းရဲ့အကျိုးတက်ရောက်မှုဟာထမင်းအသက်9ရက်ဆိုတာလို့9ရက်လောက်ပဲအကျိုးပြုတယ်သင်္ကန်းရဲ့ဒီအကျိုးတက်ရောက်မှုအဝတ်ရဲ့အကျိုးတက်ရောက်မှုဆိုတာမနှွမ်းငယ်မဆုပ်ခင်အကျိုးတက်ရောက်မှုဖြစ်တယ် ဆေးဆိုတော့မကြမ်းမမှဖြစ်နေတဲ့အချိန်မှာအကျိုးသက်ရောက်မှုဖြစ်တယ်။အေးကြောင်းကြတော့အဲ့ဒါမျိုးမဟုတ်ဘူး။ကြောင်းကြတော့အဲ့လိုမဟုတ်ဘူး။ဘက်ဆုံကလုံခြုံစိတ်ချရပြီးနေလို့ထိုင်လို့သာဝရချမ်းသာပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုလေ့လာတာပဲဖြစ်စေ၊သင်ယူတာပဲဖြစ်စေ၊ဟောပြောတာပဲဖြစ်စေ၊လိုက်နာကျင့်သုံးတာပဲဖြစ်စေဘေးကင်းရန်กว่า အေးချမ်းသာယာစွာနေထိုင်ပြီးတော့အလုံးလုံးနိုင်တဲ့နေရာမှာကြံတဲ့ပစ္စည်းတွေနဲ့မတူဘူးဒီပစ္စည်းကပို့ပြီးထူချတယ်ထူချရုံများမကသင်္ကန်းတစ်ခါလှူထားလို့ရှင်၄၅၀နှစ်ဒီသင်္ကန်းကိုကြည့်ဖို့မဖြစ်နိုင်ဘူးကျောင်းတစ်ခါလှူထားပြီးရင်အနည်း20 30 40 50ကိုလှူထားတဲ့ကျောင်းကြီးဟာရှိနေဦးမှာပဲအဲ့ဒါကြောင့်လို့ ကြာရှိခဲ့ကြာရှိစွာတည်ခြင်းမတည်ခြင်းဆိုရဲရှုတော့ငါကြည့်မယ်လေเจ้าကကြာရှိစွာတည်တယ်အကျိုးပြုတဲ့ရှုတော့ငါကြည့်မယ်ဆိုရင်လေเจ้าဒီဘေးရန်လုံခြုံပြီးတော့ချမ်းသာစွာနေထိုင်ပြီးလုပ်ငန်းကိစ္စတွေကိုအောင်မြင်လုံးနိုင်တယ်ဆိုသူအနေနဲ့အကျိုးပြုမှုကအလွန်ကြီးမားတယ်ပေါ့ဒါအသောဦးနဲ့ပတ်သက်ပြီးဒါကြောင့်မလို့မြတ်စွာဘုရားအသောဦးနဲ့ပတ်သက်လာလို့ရှိရင်ဒီလိုဟောတာပဲဖြစ်တယ် အဲ့တော့အခုကျောင်းတကအကြောင်းအမှများအနေနဲ့စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒုတိယရာပစ္စည်းလေးပါးထဲမှာအကျိုးများစွာအဖြစ်ထွန်းဆုံးအကျိုးများစွာပြုဆုံးအဆောက်အဦလူကိုဒုတိယတွေလှူရပြီလို့စိတ်ထဲမှာဝမ်းသာချီးမြှုပ်မှုဖြစ်ဖို့လိုတယ်နော်ဝမ်းသာချီးမြှုပ်နေရမယ်အဲ့တော့ဝမ်းသာချီးမြှုပ်မှုကလည်းရှိပြီးသားဆိုတော့ မြတ်စွာဘုရားဟောတဲ့တရားတော်ကိုပြန်နှလုံးသွင်းလိုက်ရင်ပို့ပြီးဝမ်းသာကျဉ်းနူးเสียဖြစ်တယ်ပေါ့နော်အေးနေရှင်ဘုရားမှာကြတော့ဘလို့နေချမလဲနေရှင်ဘုရားမှာဘလို့နေချမလဲမြတ်စွာဘုရားအဆုံးမနဲ့နေချမယ်ဆိုရင်ဒုရတွေဟာဘုရားကို ကိုးကွယ်တယ်ဆိုတာဘုရားစီကဘုံဒီပစ္စည်းဥစ္စာလက်သက်ပကရဖို့အတွက်ကိုးကွယ်တာမဟုတ်ဘူးမြတ်စွာဘုရားစီကအဆုံးမရဖို့အတွက်ကိုးကွယ်တာဖြစ်တယ် မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ထိုးတဲ့တွေဟာကိုယ်ဘဝကိုကိုထင်းချောင်းပြီးတော့နောက်ဆုံးမှနိဗ္ဗာန်လမ်းကြောင်းဖြောင်းပြောင်းမမတ်ကြီးသွားနိုင်အောင်ဘုရားကိုကိုးဝေးတာဖြစ်တယ်ဆိုမှန်ကန်တဲ့ကိုးဝေးမှုလေးကိုဥတည်ချက်ထားလို့နော်ဥနတ်ကိုးဝေးတာလို့စီဝါတက်ဖို့ကြာမျိုးမဟုတ်ဘူးစီဝါတက်ဖို့လက်လက်ပါလိုချင်လို့ဆိုတာမျိုးတို့ကိုးဝေးတာမဟုတ်ဘူးဘုရားရဲ့အဆုံးအမကို နာခံမှတ်သားပြီးမြတ်စွာဘုရားရဲ့အဆုံးအမတွေမှာတို့တွေနေထိုင်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်ဘုရားအပေါ်မှာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ခြင်းလို့ဆိုတဲ့တရားစွမ်းအားနဲ့ကိုယ်လမ်းကြောင်းကိုကိုဖြောင်းအောင်လုပ်ဖို့ကိုယ်ဝယ်တာကဖြစ်တယ်ပေါ့ဒီကိုယ်ဝယ်မှုကမှန်ကန်တဲ့ကိုယ်ဝယ်မှုပဲဖြစ်တယ်အသိဉာဏ်နဲ့ကိုယ်ဝယ်တယ်လို့လည်းဆိုရမယ်ဗုဒ္ဓေအဝိစ္စပတ္တနာမြတ်စွာဘုရားအပေါ်မှာဒီ အတိညာနဲ့တက်ဝင်ဆင်ခြင်သုံးသက်ပြီးမှကိုးကွယ်တာဖြစ်တယ်။နော်ဉာဏ်ပါလို့ရှင် ခိုင်းပါတယ်။ဉာဏ်မပါလို့ရှင်တရားတတ်တဲ့နဲ့ဆိုပြက်ပြက်သွားတယ်ခဏလေးတည်းအဲတော့ဉာဏ်ဆိုတာဟာပြော့ပြက်ပြီးတော့သွားတာမဟုတ်ဘူးတဖြည်းဖြည်းရင်းကျက်လာတာသာဖြစ်တယ်။တရားဆိုတာပြက်လွယ်ယုံကြည်ချက်ဆိုတာပြက်လွယ်တယ်။ယုံကြည်မှုဆိုတာပြက်လွယ်မခိုင်မြဲဘူး ဒီဘဝဘုရားဘာသာ ဖြစ်နေပြီပဲနောက်ဘဝဘုရားဘာသာဖြစ်ချင်မှဖြစ်တယ်အတိုင်းဝိုင်းလိုက်ဖြစ်သွားမှာပဲပတ်ဝန်းကျင်ကိုလွန်ဆန်ပြီးတော့တွေးတောနိုင်စွာမရှိဘူးတရားဆိုတာပညာကြတော့အဲ့လိုမဟုတ်ခိုင်းပါလေနော်အသိဉာဏ်တစ်ခုရထားပြီဆိုရင်အဲ့ဒီအသိဉာဏ်ဆွဲမြဲဥပမာတစ်ခုစဉ်းစားကြည့်စဉ်းစားကြည့်ဘုရားတစ်ခုဥပမာပြောပြတရားအနေနဲ့မခိုင်းပါဘူးပညာကခိုင်းပါတယ်ဆိုတာ ကတ္တဗမြဆောဘုရားရဲ့လက်ထက်မှာဂေါရမဘုရားလောင်းဇောတိပါဠပုံနာဆိုရှိဘုရားကြောင့်တစ်ခါမှမတော်ဘူးနော်နောက်ဖွင့်မဲ့ဘုရားဘုရားကိုမကြည်ညိုဘူးလို့ဆိုလို့သူတငယ်ချင်းဖြစ်တဲ့ဂတိကာရာခေါ်ရတော့မလိုက်ဘူးကဲတရားဟာသူရှိခဲ့မယ်ဆိုလို့ရှိရင်ခိုင်မြဲတယ်ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားစီကဗျာဒိယခဲ့တဲ့ပုဂ္ဂိုလ်လीနောက်ပြီးရင်သူဖွင့်တော့မယ်ပုဂ္ဂိုလ်ပဲဒါပဲလို့ သူ့မျိုးရိုးကဖះကိုမချင်ညိုတယ်မျိုးရိုးတွေမှာဗျမလာမျိုးတွေမှာသူတော့ဖြစ်တယ်။သွားဖြစ်သည့်အတွက်ကြောင့်မျိုးရိုးအမြင်အားဖြင့်ဒီကသဗ္ဗမြတ်စွာဘုရားလည်းဗျမနာတော့ဗျမနာပဲ။ဒါပေမဲ့ခေါင်းတုံးထားတာကိုကြည့်လိုက်ရင်သူတို့စာပေအရာကတုံးပြောင်းအောင်တုံးထားလို့ရှိရင်လူယုံမှာစင်းနဲ့တွင်းတယ်သူတို့။နော်။ယုံမှာလည်းစင်းနဲ့တွင်းထားတယ်။ခဏိကလည်းအဲ့ဒါအစင်လားရှိတယ်။အိန္ဒိယဟိုတည်းမှာ အမေရိကန်နိုင်ငံမှာ Red Indian ဆိုတဲ့ Aborigine တွေရှိတယ်။အမေရိကတိုင်မှာနော်။အဲ Red Indian ဒေသကိုသွားလို့ရှိရင် ကတုံးနဲ့မသွားနဲ့။ကတုံးတုံးပြီးတော့မသွားနဲ့။ကတုံးနဲ့တွေ့လို့ရှိရင်သူတို့ကလူဆိုးလို့သတ်မှတ်တယ်။တချို့ဒေသကအဲ့လိုရှိတယ်။အဲ့တော့မျိုးယူယုံကြည်ချက်ချောင်မို့လို့ဒီဖျားဆိုတဲ့ဖျားပေါ်မှာယုံကြည်တဲ့အတိဟာမတိပဲနဲ့သူကမြတ်စွာဘုရားကို လူရုပ်သဘောမျိုးလို့စိတ်ထဲမှာထင်တယ်အေးဂတိကာရကအတင်းကျပ်ခေါ်တော့ပါသွားတယ်တငယ်ချင်းတိုင်ရောစင်နဲ့ပါသွားတယ်ပါသွားပြီဟိုရောက်တဲ့အခါမြတ်စွာဘုရားကသူ့ရဲ့အတိညာဏ်တကားကိုဖွင့်ပေးလိုက်တာတရားဟောလိုက်တဲ့အခါချက်ချင်းသိသွားတယ်တော့ဉာဏ်ဆိုတာမြဲတယ်ဆိုတာပြောချင်တာနော်အတိညာဏ်ဟာသူသိခဲ့တဲ့အတိတွေနဲ့မြတ်စွာဘုရားက ဒီအသိဉာဏ်လေးကိုဥတီချက်လေးဖွင့်ပေးလိုက်တာနဲ့ဒါမှအမှန်ဆိုပြီးတော့အိမ်တောင်မပြန်တော့ဘူးချက်ချင်းသင်္ကန်းမို့သွားဖျားလောင်းနေတာအဲ့ဒီလိုမျိုးရှိတယ်ဒါကြောင့်မလို့တရားဆိုတာမခိုက်ရဘူးပြက်ပြက်လွယ်တယ်နှနှင်းဆိုအဝတ်လိုပဲပြက်လွယ်တယ်ပြဲလွယ်တယ်ဉာဏ်ဆိုတာတော့မပြက်လွယ်ဘူးဒါကြောင့်မို့ဉာဏ်ပညာရအောင်ကြိုးစားချက်အထောက်အပံ့ဒီဘဝမှာအသိဉာဏ်ခိုင်မှာတော့ယုံကြည်ချက်ကမခိုင်မှာနိုင်ဘူးပညာမှာခိုင်မှာ ပညာကလွန်လွဲသွားအောင်တော့ဒီအတိမျိုးလေးတစုံတစ်ခုစာအုပ်ကလေးဖတ်လိုက်ရရင်ဖြစ်စေအတိဉာဏ်ပြန်ပေါ်လာဉာဏ်တကားဖွင့်ပေးမဲ့လို့ရှိရင်သူကလင်းလင်းကြီးဖြစ်သွားတယ်ဒီဘုန်းကြီးတို့ငယ်စဉ်ကကြားခဲ့တဲ့အကြောင်းအရာလေးတခုတော့မှာပဲဒီလိုပုံမြင်နေဒီလိုအဖြစ်ပြက်တွေရှိကောင်းရှိပါလေပြည်သက်နိုင်ငံကအမျိုးသမီးငယ်တဦးတယောက်ရဲ့အကြောင်း သူကခရစ်စတီယန်အတိုင်းဝိုင်းမှာသူဖြစ်တယ်။သို့သောအင်္ဂလိပ်လိုရေးထားတဲ့ဘာသာပြန်ထားတဲ့ဓမ္မပဒဘာသာပြန်လေးကိုစတိုရီတွေမဟုတ်ဘူးအတွေ့အခေါ်လေးတွေရေးထားတဲ့အဲ့ဒါကိုဖတ်ကြည့်ရင်ကြည့်ရင်လည်းသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တာစဉ်းစားတယ်စဉ်းစားသည့်အတွက်ကြောင့်သူ့အတိုင်းဝိုင်းကဘုရားဘာသာမဟုတ်တော့လည်းပဲသူကိုယ်တိုင်ကဓမ္မအမှန်လို့ဆုံးဖြတ်ပြီး နောက်ဆုံးမှမြမပြေးရောက်လာပြီးတရားတွေပဲထိုင်သွားတယ်သူဘဝတော့ဘယ်လိုနေကုန်းချုပ်တယ်တော့မသိဘူးနော်အဲ့ဒီဝတ္ထုလေးကိုကြားဘူးတယ်ဆိုလိုတာကသူများကပြောဟိုရင်ယုံကြည်ချက်အရာနော်ယုံကြည်ချက်အရာမှန်ကန်တဲ့လမ်းကြောင်းပေါ့ဟာလမ်းကြောင်းတစ်ခု တွေ့သွားပြီဆိုလို့ရှိရင်သူတို့အသိဉာဏ်ကဒါအမှန်ဆိုတာဆုံးဖြတ်နိုင်စွမ်းရှိတာပညာပဲလို့သူတို့ဆိုလို့တယ်နော် ယုံကြည်ချက်ကတော့ဖုံးကွယ်ထားမှာအေးမြတ်စွာဘုရားရဲ့ဆုံးမကိုရလို့ဘုရားဝါဒဖြစ်ကြပြီဖြစ်တဲ့အခါမှာတို့တွေနေ့စဉ်ဘဝမှာအလင်းထဲမှာနေပြီးတော့အလင်းထဲကိုသွားဖို့လိုအပ်တယ်မဟုတ်အမောင်ဘက်ကိုမကူမိစေဖို့ဒါဖြင့်အလင်းနဲ့အမောင်ဆိုတာပါလေအလင်းဆိုတာဘဝမှာအရှင်ပြေတဲ့ဘဝ အခုဘောရဘသာဖြစ်နေရတာဟာအလင်းထဲမှာရောက်နေတယ်အလင်းထဲမှာရောက်ပြီးတော့ဒီကောင်းတဲ့ကိုချင်းတရားတွေจิตသုံးပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာနိုင်မယ်ဆိုလို့ရှိရင်လင်းနဲ့အလင်းထဲမှာမှန်ကန်တဲ့အလုပ်တွေကိုလုပ်နေတာပဲဖြစ်တယ်အဲဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းအညီစီပွားလဲရှားတယ်နော်စီပွားဥစ္စာလဲရှားတယ်နေ့စဉ်ဘဝမှာလည်းပဲ ကောင်းအောင်ကျင့်သုံးနေလိုက်နာတယ်ကိုချင်းတရားမပြည့်စီးပွားရှာတယ်ကိုချင်းတရားမပြည့်ဒုမူဆက်ဆံရေးတွေနဲ့နေထိုင်တယ်ဘဝမှာကိုချင်းတရားထိမ့်သိမ့်ပြီးတော့တဏ္ဍာကောင်းမှုလုပ်တဲ့သီလစောင့်တည်တဲ့ကမ္မထာဘာဝနာပွားများတယ်ဆိုဟောအလင်းထဲမှာနေပြီးလုပ်တဲ့အလုပ်တွေပဲအဲ့ဒီအလုပ်တွေအဲ့ဒီအလင်းထဲမှာနေပြီးတော့ဒီအလုပ်တွေလုပ်ခြင်းအပြင်နောက်တန်လျာထဲမှာလည်းပဲအလင်းကနေအလင်းထဲကိုရောက်သွားမှာပဲဖြစ်တယ် နောက်ဆုံးကြတော့နိဗ္ဗာန်ချမ်းသာထီအောင်တဖြည်းဖြည်းရောက်ရှိသွားနိုင်တာဖြစ်တယ်။အလင်းတွေကအမောင်ဘက်ကိုမကူးမိဘူးအရေးကြီးတယ်။အမောင်ဆိုဒီမှာဘာရောဆိုလို့ရှိရင်မကောင်းတဲ့ဒုစရိုက်အလုပ်တွေဟာအမောင်နေပဲ။အကုသိုလ်တွေကအမောင်နေပဲ။အဲဒါကြောင့်အဲ့ဒီအမောင်ဘက်ကိုမရောက်အောင်အလင်းထဲမှာနေထိုင်ပြီးတော့ထင်သာမြင်သာကိုယ်အသိဉာဏ်နဲ့ကိုယ်ကိုယ်ကိုထိန်းချောင်းပြီးတော့ကောင်းတဲ့အကျင့်တရားတွေကို စွတ်စွတ်မြဲမြဲကျင့်သုံးနေထိုင်တာဟာအကောင်းဆုံးပဲဒါနေစဉ်ဘဝအတွက်ပါဒီလိုဆုလို့ရပေါ့ကဲအဲ့ဒီလိုနေထိုင်ပြီးဆိုတဲ့အခါမှာတဘာဝတရားတစ်ခုဟာဆံဝင်နေဈေးကုတာနဲ့အလားတရာတူတယ်ပေါ့လူရဲ့စိတ်တက်ညဆောင်ပြားလူကိုစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်လို့တခြားကိုကြည့်စရာမလိုဘူးကောင်းကင်ဘုံကိုလည်းမောကြည့်စရာမလိုဘူးပတ်ဝန်းကျင်ကိုလည်းကြည့်စရာမလိုဘူး ုရင်ထဲကစိတ်ကိုကြည်ကိုရင်ထဲကစိတ်ကိုကြည်လိုက်ပြီးတော့အဲ့ဒီစိတ်မှာကောင်းတဲ့စိတ်မကောင်းတဲ့စိတ်နှစ်ခုရှိကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကိုသမားတို့ထင်အောင်ပြောရမယ်ဆိုရင် အမုန်းတရားနဲ့မေတ္တာရှင်ထဲမှာနှစ်ခုရှိတယ်နော်အမုန်းတရားလည်းရှိတယ်မေတ္တာလည်းရှိတယ်ဒါဖြင့်ဒီရှင်ထဲကအမုန်းကိုဘာနဲ့ဖြည့်ရှင်းရမလို့ဆိုမေတ္တာနဲ့ပဲဖြည့်ရှင်းရ အမုန်းကိုဒီကလေးစားချိန်ပြီးတော့ဖြည့်ရှင်းလို့မရနိုင်ဘူးကလေးစားချိန်ရင်အမုန်းတွေကပိုတိုးလာမှာပဲဖြစ်တယ်ဒါအဲ့ဒါကြောင့်မို့အမုန်းကိုမေတ္တာနဲ့ဖြည့်ဖို့လက်ဆောင်ပြားကိုယ်တိုင်ကိုကဆေးကုတာဟာဒီယောဂါကိုဆေးနဲ့တဘာဝတရားချင်းဖြည့်ရှင်းခိုင်းတာပဲနော်ဆေးနဲ့ယောဂါဆိုတော့တဲ့ဆရာဝန်ကဆေးကုတယ်လို့သာပြောတာဆေးပေးတာပဲရှိတယ် ဆေးပီးရင်ဆေးနဲ့ယောဂါကသူ့အတူကုချတာနော်ယောဂါကယောဂါကိုဆေးကနေတိုက်ဖြတ်တယ်ထို့တူရဲ့လူတယောက်ဟာအလင်းထဲမှာနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်ရင်ထဲမှာအမုန်းရှိနေမေတ္တာပွားရမြတ်စွာဘုရားကမေတ္တာဘာဝိတ္တဘာဒေါသတဘာနာဒေါသပယ်ဖို့အတွက်မေတ္တာပွားပါလို့သူပြောတယ်အဲ့တော့မေတ္တာပွားတယ်ဆိုတော့တော်တော်များများကိုချမ်းသာခြင်းလို့မေတ္တာပွားတာ ကိုယ်ကိုယ်တိုင်ပွားရုံနဲ့လည်းစိတ်မချလို့လားမသိဘူးဒီလိုတော့မေတ္တာပို့ပေးပါအောင်ဖေဟာရှောက်သေးတယ်အဲ့ဒါလို့နော်မေတ္တာဆိုတာဟာကိုယ့်ရင်ထဲကအမုန်းကိုဖယ်ရှားဖို့တောက်ရတဲ့စိတ်တစ်မျိုးပဲပေါ့နော်အဲ့ဒါဟာမှန်ကန်တဲ့အကြောင်းပဲကိုယ့်ရင်ထဲမှာအမုန်းကင်းစင်တော့မေတ္တာပွားထို့တွင်လောဘတွေราคะတွေကိုယ့်ရင်ထဲမှာတွတ်တာမှုတွေအားကြီးတယ်ပစ္စည်းကိုနှမျောတယ်ဆိုတဲ့စိတ်တရားကြီးတယ်ပုဂ္ဂိုလ်ခင်မင်မှုအားကြီးတယ်ဆိုတာတွေများနေပါ ဝါယအတုပါဘာဝေတ္တပါ ရာဂတပါဟနာယသို့မဟုတ်အနိစ္စပင်ညာဘာဝေတ္တပါရာဂတပါဟနာယအတုပါ မတင့်တယ်မတင့်တယ်မှုကိုမကြမကြဆင်ញင်ပြီးခန္ဓာကိုယ်ကြီးရဲ့မတင့်မတယ်ရွံစပွဲဖြစ်နေတဲ့အနေထားကိုဆင်ញင်ပြီးခြင်းအဖြစ်ရှင်းချလို့ရတယ်တနည်းအားဖြင့် ပစ္စည်းသင်္ခါရလူသင်္ခါရဘယ်အရာမှမမြဲဘူးအားလုံးကြာတနေ့ကြာရင်ကိုကတော့လေပစ္စည်းတွေကိုထားခဲ့ရမယ်ပစ္စည်းကတော့လေကိုကိုခွဲသွားလိုက်မယ်အားလုံးဟာတနေ့ခွဲမှာပဲဆိုတာမမြဲတဲ့သဘောတရားကိုဆင်ခြင်ပေးခြင်းအဖြစ်တွေ့တာမှုတွေကိုဖယ်ရှားပြစ်နိုင်ပါတယ်ဒါဆေးပဲเนาะဆေးစားတဲ့သဘောပဲနောက်တစ်ခုကတွေးဝေးနေတယ်လုံးတင်တာနဲ့မလုံးတင်တာမသိဘူးဆိုမောဟတွေများနေမောဟတွေများနေ ပညာဘာဝိတ္တဘာမောဟတာဘာနာယမောဟကိုဖယ်ရှားဖို့အတွက်ပညာကိုဖြစ်စေရမယ်လို့ဆိုပညာကိုတိုးပေါ်အောင်ဒါဖြင့်ပညာကိုဘယ်လိုတိုးပေါ်အောင်လို့မသိရင်မေးမစင်ရင်ဆေးစွာလို့မေးများလာပညာတိုးပွားခြင်းအကြောင်းနောက်တစ်ခုကတရားနာတယ်တရားစာအုပ်တွေဖတ်တယ်လေ့လာတယ်မှတ်သားတယ်ကိုယ်တိုင်စဉ်းစားတယ်ပစ္စဝေခဏဘဟုပကရာဟောတိကုသရေတုတ္တမေ စင်ញင်သုံးသက်မှုကတိတ်အရေးပါတယ်ပေါ့ကိုကိုကိုစိတ်ကိုလည်းနေစင်နေများစင်ញင်သုံးသက်ခြင်းအဖြစ်အမှန်တိလာလိမ့်မယ်တိလာခြင်းဟာပညာပဲဖြစ်တယ်ဒါကြောင့်မို့လက်ဆောင်ရားကတော့ပညာရဖို့အတွက်တခွန်းနဲ့ပြောတာတခွန်းနဲ့ဟောတာတုတ်တူတာမင်းသိချင်တဲ့စိတ်ရှိရင်ဖြစ်ပါတယ်သိချင်တဲ့ဆန္ဒရှိရင်ဖြစ်တယ်အလုံးအားလုံးချင်တယ်နော်တတ်ချင်တယ်သိချင်တယ် တင်ញင်းနေဆိုလို့ရှိရင်ပညာရပြီတေချာပြီအဲ့ဒါပေါ်မှာအခြေခံတာဟုတ်ဒါကြောင့်မို့တုတ်တူတာလက်ဗတိပညာနားထောင်လို့မှုသင်ယူလို့မှုမှတ်သားလို့မှုသိချင်မှုတွေဟာပညာကိုရရှိနိုင်တယ်ဆိုတော့အဲ့ဒီနည်းနဲ့ကိုပညာတွေတိုးတက်လာပြီဆိုရင်မောဟဆိုတဲ့တူဝေမှုတွေဟာလည်းလျှော့ပါသွားမှာဖြစ်တယ်နောက်ဆုံးကျတော့လုံးဝချုပ်ငြိမ်းနေချင်အောင်ရှိအဲ့တော့ကိုယ်ခန္ဓာကိုယ်ကိုယ်စိတ်ထဲမှာ အဆိုးနဲ့အကောင်နှစ်ခုရှိတာအကောင်တွေကိုတိုးတက်များပြားလောင်လို့ချင်းဖြင့်အဆိုးကိုဖယ်ရှားပြဖို့ကြိုးစားနော်ယောဂဖြစ်နေဆေးမမှန်တော့ရတယ်လို့ပဲကိုယ်တဏ္ဍမှာရှိတဲ့လောဘဒေါသမောဟဆိုတဲ့ယောဂတွေကိုတရားဆေးတွေနဲ့ဖြည့်ရှင်းပြီးတော့ဒီလိုနေ့စဉ်မှန်မှန်လုပ်သွားမယ်ဆိုလို့ရှိရင်နေ့စဉ်ဘဝမှာအလင်းနဲ့နေပြီးတော့နော်ပညာနဲ့အလုံးလို့ခြင်းပဲဖြစ်တယ်ပေါ့လင်းနဲ့အလုပ်တွေကိုဆက်လက်ပြီးတော့လုပ်နေတယ် ဒါဗုဒ္ဓဘာသာတို့ရဲ့ရသော်ရရဲ့အဆုံးအမတိုင်းဘဝမှာနေတာထိုင်တာပေါ့အေးဒီထဲမှာဆွဆွမြဲမြဲနဲ့ကုသိုလ်ကောင်းမှု ဖြစ်ဖို့ရာကြတော့ကိုလှုပ်ထားတဲ့ဒါနကောင်းမှုတွေတခုဟာကို့အတွက်မှာဝန္တာကြည်နူးဝဲရလေးဖြစ်တယ်ပေါ့ဘယ်ခါတွေးတွေးဝန္တာကြည်နူးမှုအဲ့ဒီဝန္တာကြည်နူးစရာဟာအဆောက်အဦဖြစ်တဲ့အကြောင်းဟာ တခုပါဝင်ဖြစ်တယ်ပေါ့နော် ရေတန်ဒီဝတေတန်ဒီဝသရတ္တောသတထာပုံဉ္ဉ္ပောဝတ္တိနေဖြင့်နေစဉ်းစားလိုက်ရင်ကုသိုလ်တွေတိုးတယ်ညာစဉ်းစားမြင်ရင်ကုသိုလ်တွေတိုးတယ်စဉ်းစားလိုက်တဲ့ပီတိဖြစ်တယ်ဥပမာမယ်နော်အလုံးသိတဲ့အတိုင်းဇေရုံအကြောင်းတကားကြီးအနာရဘိန်တစ်သေးဟာသူသောတပန်ဖြစ်ပြီးတော့တရားဓမ္မရတာတွေကိုသူပီတိဖြစ်ကောင်းဖြစ်တော်လဲသူပီတိဖြစ်ပါတယ်လို့ တောတပံဖြစ်ရလို့ပီတိဖြစ်ပါတယ်လို့တခါမှပြောတာမကြဘူးနော်သူပြောတာပါတော့ဣဒံဟိတံစေတဝနာဣတိတံကနိတိဝိတံအာဟုဒံဓမ္မရာဇေနပီတိသင်္ဆာနနမမလက်ဆော့ဗျာကိုယ်တိုင်သရင်သုံးပြီးတန်ဃာတော်ရှင်မြတ်များအမြဲမပြတ်နေထိုင်ကြတဲ့ဒီစေတဝန်เจ้าတော်ကြီးဟာသူ့အတွက်ပီတိဖြစ်ရဆုံးပါလို့ ူလှူထားတဲ့ဟာကို तू ပိဋိဖြစ်နေတာတောတပံဖြစ်ပြီးတော့နတ်သားဖြစ်သွားတဲ့အခါမှာကိုယ်ပဲပိဋိဖြစ်တာဟာဈေးတော်အကြောင်းကြီးပဲဖြစ်တယ်အေးဒါကြောင့်မလို့အခုလို့မိမိတို့သာသနာတော်မှာလှူလိုက်တာအခုလှူတာကနာမည်ကသာသစ္ဆန္ဒနာဓမ္မစင်တာလို့ထားပေမဲ့လှူတာသာသနာကိုလှူတာနော်သာသနာနဲ့ပတ်သက်ပြီးသာသနာကိုလှူထားတာဖြစ်တော့ဘယ်နေရာမှာပဲလှူထားတာမြတ်စွာဘုရားရဲ့တန်ခါးတွေကိုရည်စူးပြီးတော့ လှူဒန်းတတ်တာဖြစ်တော့ကြောင်းကို့ဘဝမှာပီတိရှိရဆုံးပဲဆိုပြီးမြဲတမ်းအာရုံပြုပြီးတော့ခြင်းလူဝန္တာမှုကိုရည်ချည်တယ်ပေါ့နော်နောက်ထပ်ပီတိဖြစ်စရာလေးတစ်ခုပြောတမန်ဆောက်ဟုတစ်ခုရဲ့အကျိုးပြုမှုတွေမကဘူးတိမ်ချောင်းလို့ဆိုတာကြတော့ဘာဖြစ်တိမ်ချောင်းဆိုတာကြတော့တန်ဃာတွေဟာတညတညတိတန်ဃာကိစ္စကိုအောင်မြင်မြင်ဆောင်ရရတဲ့နေရာတစ်ခုဖြစ်လာနေရာဥပမာပဲအဲ့တော့ယဟန်ခံတယ် ကထိန်ခင်းတယ်နော်တခြားကိစ္စဝိစ္စတွေဆောင်ရွက်တယ်ဆိုရင်လည်းဥပုပ်ပြုတယ်ပဝါရဏပြုတယ်ဆိုရင်လည်းဒီသိမ့်ထဲမှာပဲလှုပ်ရှားဆောင်ရွက်ကြတာဆိုဒီသိမ့်ရဲ့အကျိုးပြုမှုပါလည်းပဲတန်ဃာရဲ့စီလုံးညီညွတ်မှုတည်ဥဖော်ပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်စီယုံမှုတွေသိမ့်ဟာအရေးကြီးဆုံးပဲထိုသိမ့်အပြင်မှာအဆောင်အဦးထပ်ဆင့်ပြီးတော့အဆောင်အဦးလည်းတစ်ဖြင့်အနာရောဂီတစ်ထည်ကြီးကတော့ ဖရာတွေတန်ဃာတွေသရင်သုံးလို့မြတ်စွာဘုရားကိုယ်တိုင်သရင်သုံးလို့ဇေရောအကြောင်းကြီးဟာပီတိဖြစ်ရတယ်လို့ဆိုလို့ရှိရင်ကုတီဟာလည်းပဲတို့ဆောင်လုပ်ထားတဲ့တိန်ကြောင်းကြီးမှာတန်ဃာတွေဟာလာပြီးလာခွေဥပုပ်ဘဝရဏပြုချဥပုပ်ပြုချမယ်သရင်ညိုလာပြီးနေလို့ဆိုရင်ဘဝရဏပြုချမယ်ကထေကိစ္စတွေဆောင်ရွက်ချမယ်ယဟန်ကန်ရှင်ပြုတွေလည်းဒီတိန်ထဲမှာဆင်ဆက်ပဲပြတ်နော်အခါအားလျော်စွာပြုလုပ်နေကြမယ်တန်ဃာကိစ္စတွေဆောင်ရွက်နေကြ နောက်တခါမြတ်စွာဘုရားကိုယ်တိုင်ရုပ်ဝါဆင်းတို့ရာဒီထဲမှာရှင်ကုန်တညာမထေရနဲ့မြတ်စွာဘုရားအဲ့ဒီမှာသရင်တော်ပထမဆုံးသာသနာတော်မှာရာဖြစ်တာရှင်ကုန်တညာရှင်ကုန်တညာကသူ့ကိုရာဖြစ်ခွင့်ပြုဖို့ခွင့်တောင်းတဲ့ဒီရုပ်တုတော်ကိုအဲ့ဒီမှာပူဇော်ထားတာဖြစ်လို့ဩရှင်ကုန်တညာနဲ့မြတ်စွာဘုရားသရင်တော်နဲ့နေဟာဖြစ်လေအာရုံပြုပြီးတော့ဝန်သာကျင်နူးစရာဖြစ်တယ်ပေါ့နော်ဝန်သာကျင်နူးပြီး သာသနာတော်တည်သည်။ကလပ်ပလို့ဒုဆောင်ဦးကြီးကဒီဆောင်ဦးကြီးရဲ့မှတန်ခါတွေဟာတန်ခါကိစ္စဆောင်ရဲ့နေရာမှာလို့ဆိုပြီးစိတ်ထဲမှာဝမ်းသာကျဉ်းနှူးမှုတွေဖြစ်ပေါ်လို့တယ်။ဒါကြောင့်နာရဝိန်တည်းပြောသလိုပဲပီတိသင်္စနနာမမတို့အတွက်ပီတိဖြစ်ရဆုံးနေရာကြီးပဲလို့ဝမ်းမြောက်ဝမ်းသာပီတိတရားကိုဖြစ်ပွားစေပြီး နေ့စဉ်ဘဝမှာတော့အလင်းထဲမှာနေပြီးတော့အလင်းထဲကတိလာတဲ့အတိညာဉ်တွေနဲ့ ပီတိဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။